ရေချမ်းတစ်ချက်ကြောင့်မြန်မာစတားနဲ့လက်တွဲဖြုတ်ခဲ့တာဆိုတဲ့ခင်ရနာဆိုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အမြဲတမ်းတိုးတက်ခြင်းနဲ့စိတ်နဲ့သူ့ရဲ့အရေးချင်းတွေကိုတစ်ခုပြီးတစ်ခုထုတ်ပြနေတဲ့ခင်ရနာဆိုကအခုဆိုရင်သူ့ရဲ့ level ကိုမြင့်တင်ပေးမယ်မြန်မာစတားနဲ့လက်တွဲဖြုတ်ခဲ့ပြီလဲဖြစ်ပါတယ်ခင်ရနာဆိုကသူ့ရဲ့အရေးချင်းတွေကိုစမ်းစစ်ခြင်းလုံးတစ်ခုပြီးတစ်ခုလှုပ်ပြနေပြီးမယ်လူတချို့ရဲ့အမြင်မှာတော့အရေးချင်းမရှိတဲ့အစရောကနမဲကြီးချင်လို့ခေရထားတဲ့ပွဲမှာထိုင် လုံနေတာဆိုပြီး ဝေဖန်ခံနေရတာလည်းဖြစ်ပါတယ်။ပြည်သက်တချို့ကတော့သူ့ရဲ့ပုံစံကိုကြည့်မရလို့ဝေဖန်တာရှိပေမယ့်ပြည်သက်တွေကြည့်မရဆုံးကတော့မြန်မာစတားပြိုင်ပွဲကြီးပါပဲ။နေ့စဉ်နဲ့တိုင်းမှာကရက်တွေမထက်အောင်ဖန်တီးနေတဲ့ပြိုင်ပွဲတကယ်ရေးချင်းရှိတဲ့လူထံလူအများကြားမှကရက်ထားတဲ့ပြိုင်ပွဲဝင်တွေကိုရွေးချယ်ခဲ့တာမို့ပြည်သက်တွေကကြည့်မရဖြစ်နေကြတာပါ။ပရိသတ်တွေကတော့အဲ့လိုပွဲမှာတိုင်လို့ပြီးကြရက်တွေမဖြစ်ဖြစ်အောင်ဖန်တီးနေရဲ့ခင်ရဏနာဆိုကောအပြင်အထံဝေဖန်ခဲ့ကြတာလည်းဖြစ်ပါတယ် အဆိုပြိုင်ဝဲကနေတက်လာပြီးထိုင်လုံနေတဲ့ဆိုပြီးနာမည်ကြီးကျယ်နေတာဆိုပြီးဝေဖန်နေကြတာပါထိုင်လုံပြီးနောက်မှာအပြင်းထန်ဝေဖန်ခံနေရတဲ့ခင်ရနာဆိုကအခုဆိုရင်ဝေဖန်တာမခံနိုင်လို့မြန်မာစတားနဲ့လက်တွဲဖြုတ်ခဲ့ပါပြီနော်အောင်မြင်ခြင်းနဲ့စိတ်တွေကြောင့်ခွေးရောပေါက်ကနေဝင်နေဆိုပြီးအပြင်းထန်ဝေဖန်ခံနေရတာမို့ခင်ရနာဆိုကတော့ဝေဖန်တန်တွေကင်းဝေးအောင်ကိုလို့ကိုလို့တော်မယ်ဆိုပြီးမြန်မာစတားကနေတိုင်းအဖြစ်နှုတ်ထွက်လိုက်ပြီးလဲဖြစ်ပါတယ်ခင်ရနာဆိုကမြန်မာစတားကနေနှုတ်ထွက်ခဲ့တာ ဝေဖန်သူတွေကြောင့်လည်းပါတယ်လို့ပေါန်းနာကြောင့်လည်းပါပါတယ်။ဝေဖန်သူအများစုကမြန်မာစတားမှထိုင်လို့ပြီးကြရထားတာကိုဝေဖန်နေတာမို့သူ့အနေနဲ့နှုတ်ထွက်ခဲ့တာလည်းဖြစ်ပါတယ်။ပရိသတ်အမြင်မှာသာခင်ရနာဆိုကနာမည်ကြီးစင်လို့ကြရဖန်တီးတယ်လို့မြင်နေပေမယ့်တကယ်တမ်းကဖောင်နာခိုင်းလို့လောက်ရတဲ့စရာကိုထုတ်ပြောလာခဲ့ပြီလေဖြစ်ပါတယ်။မြန်မာစတားကဖောင်နာကအမြင်ရံကြက်တွေဖန်တီးတတ်တယ်လို့ဒိုင်းတွေကိုလည်းအဆုံးဖြတ်ခွင့်မပေးထားပါဘူး။ ထိုင်တွေကိုအကဲဖြတ်ဖို့ခံထားရဆိုပေမဲ့အဲ့ဒါကလူမြင်တင်းမှုတတ်တတ်ပါပဲ။ဖောင်နာကတိုင်ခန့်ထားပြီးမဲ့တကယ်တမ်းရွေးချယ်နေတာကသူတို့လိုချင်တဲ့လူကိုရွေးခိုင်းနေတာလို့ဆိုပါရယ်။ဆယ်လျပြုံးနေတော့ကလည်းအပြုံးကိုသူမသိသလိုအပြုံးကလည်းသူ့ကိုမသိနိုင်တာက အဖြစ်မှန်ဖြစ်ပေမဲ့နောက်တစ်ဆင့်ကိုခေါ်သွားတာကဖောင်နာရဲ့ညွှန်ကြားချက်ကြောင့်လို့ဆိုပါရယ်။ဖောင်နာက အပြုံးကိုခေါ်မယ်ဆိုပြီးညွှန်ကြားထားတာပါ။ခင်ရနာဆိုကပထမအချိန်အပြုံးနဲ့ပတ်သက်ပြီးကြရထားတာရော။ ဒုတိယအကြိမ်မြင့်ကြီးနာသားနဲ့ပြည်ထနာဖြစ်ချိန်မှာရောကရက်ထအောင်လောက်တာကဖောင်နာကခိုင်းလို့လုပ်တဲ့စရာကိုပုံမှန်လည်းလည်းပြောပြခဲ့ပါဗျ။ပထမတစ်ခေါက်မှလည်းဖောင်နာကြောင့်ကရက်ထခဲ့တယ်လို့အခုလည်းမြင့်ကြီးနာကပြိုင်ပွဲဝင်တဲ့စကားပြောတဲ့အချိန်မှလည်းအတစ်ကိုလူစိတ်ဝင်စားအောင်ဖျက်ပီးခဲ့ရဖန်တီးခဲ့တာမို့သူအနေနဲ့မြန်မာစတားကနှုတ်ထွက်ခဲ့တာပါ။ပြိုင်ပွဲဝင်တီဆိုရာကတချင်းနှစ်ပုတ်တီဆိုခဲ့ပြီးမြန်မာထောင်မကောင်းတဲ့မြန်မာတချင်းဆိုရာကိုမထည့်ပဲ အင်္ဂလိပ်ဆောင်တပုတ်ထဲလိုင်းမော်တင်ပြီးသူ့ကိုအပြောခံရအောင်လုပ်တာမို့ခရန်နာဆိုကနှုတ်ထွက်ခဲ့တာလည်းဖြစ်ပါတယ်။သူကအနုပညာလောကထဲမှာနာမည်ရဖို့ကြရထားမှဖြစ်မဲ့လူမျိုးမဟုတ်တာမို့ဝီဖန်ခံရမယ့်အရာတွေကိုစွန့်လွှတ်ပြီးပုံမှန်အတိုင်းအနုပညာအလုပ်တွေကိုဆက်လုပ်သွားမှာလည်းဖြစ်ပါတယ်။သူကကိုဝိုင်းအေးချင်းနဲ့ယက်တီနေတဲ့အစရောတရားမို့သူ့ကိုဘာမှမသိတဲ့လူတယောက်လိုဆက်ဆံတာကိုမခံနိုင်လို့သူ့ရဲ့အနုပညာကိုပဲပုံဖော်သွားတော့မှာလည်းဖြစ်ပါတယ်။ အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းအထူးကျေးဇူးတင်ပါတယ်ရှင်